ောက်တာတေစာဆန်းဆန္ဒပြခဲ့တဲ့နေရာနာကမန္တလေးစီချိုကဆိုင်ကန်တချို့ဖျက်ဆီးခံရမင်္ဂလာပါပရိသတ်ကြီးရှင်နေဦးတော်လိုင်းရေးမှာထင်ရှားတဲ့တပိတ်ကောင်းဆောင်နေဖြစ်ကြတဲ့ဒေါက်တာတေစာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝင်ဖြိုးတို့ဥဆောင်ဆန္ဒပြခဲ့တယ်။မန္တလေးစင်းချုံမှာရှိတဲ့ဆိုင်ကန်း60ခန်းကိုစစ်ကောင်စီတပ်တွေကလာရောက်ဖျက်ဆီးသွားခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။ 29 84 85ဈေးဘက်တွေညကဝင်မွေသွားတယ်။ညဘက်ကြီးနေဘက်လူမြန်မာဆိုလိုနေမှာသူတို့တောင်းချမ်းနေတာကိုအဖွဲကိုစုံလို့ပါပဲ။84 85 29ကဈေးဆိုင်တွေအကုန်ဖြတ်ပစ်တာအခုလဲပိတ်ထားတယ်ဟုဆိုကဒေသခံတအူးကပြောပါတယ်။ မန္တလေးမြို့ချမ်းရည်သာဆန်းမြို့နယ်29လမ်း84လမ်းနဲ့85လမ်းကြားဆီကိုပြီးခဲ့တဲ့နှစ်ည10နာရီခန့်မှာစီပင်ထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုစီပင်ရဲတပ်ဖွဲ့နဲ့အစမ်းဖက်နေနေရေးတပ်သားစုစုပေါင်းအင်အား200ကျော်နဲ့ဈေးဆိုင်ခန်း90ခန်းကို ရှင်းလင်းခဲ့ကြောင်းစစ်ကောင်စီရဲ့ Telegram Channel တွေမှာဖော်ပြရေးသားထားကြပါတယ်။ ဖြတ်တာကဈေးဆိုင်ခန်းတွေဆိုတာထက် ရှေ့မှာကျူးပြီးစောက်ထားတာတွေကိုဖြတ်တာပါအင်ရှင်ကပုံမှန်ငားထားတဲ့ area ထက်အရှိမငားပေလောက်ကျူးပြီးအမိုးလှုပ်ထားခင်းထားတာတွေကိုဖြတ်ခိုင်းတာအဲ့ဒါကိုမှတော်လန်လူငယ်တွေကြောင့်ဖြတ်ရတယ်လို့ဖြစ်အောင်29လမ်း84 85ကြားထဲကိုပဲကွက်လှုပ်တာတကယ်ဆိုရင်28 29 30အဲ့ဒီကနေ35အထိအဲ့ဒီလိုခင်းထားတာပါဆိုင်တိုင်းဒီပါအကုန်လုံးကိုလှုပ်တင်တာသူတို့လုပ်နေတာတွေကိုတချို့ဈေးတွေကပြုံးပြီးတော့ကိုကြည့်နေကြတာ နင်တို့အချို့ကိုတိပီးသားဆိုတဲ့အထာပေါ့ဟုဆိုကတခြားဒေသခံတအူးကပြောပါတယ်။ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းထိထိုစီအနီတဝိုက်လမ်းများကိုစစ်ကောင်စီတပ်သားတွေကပိတ်ထားကြောင်းဒေသခံတွေထံမှသိရှိရပါတယ်။ ဒီဇင်ဘာလ3ရက်နေ့မှာထိုးစေး၌ဒေါက်တာဒေစာဆန်ကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ဦးဆောင်ကဆရာနာရှင်ဆန့်ကျင်ရေးဆန္ဒပြလူလူလှုပ်ရှားမှုလှုပ်ဆောင်ခဲ့ပြီးဒီဇင်ဘာလ10ရက်နေ့မှာကျင်းပပြုလုပ်မယ့်အတန်တိန်တပိတ် Silence Strike မှာမျိုးကန်လူတူအနေနဲ့ပူပေါင်းပါဝင်ပေးကြဖို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ရှကူလက်ရှိဖြစ်စည်းခဲ့တဲ့ဆိုင်ကန်းတွေဟာဆန်နာပြခဲ့တဲ့နေရာဝင်းကျင်ကိုသာကွက်ပြီးတော့ဖြစ်စည်းခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်။